ဟာရီဂိန်းဆိုတဲ့စကေးကြီးကိုကျွန်တော်တို့သုံးပြပါမယ်ခင်ဗျာကဲ1 2 3ဆိုတော့ the fourth key အိုးရောင်လှလိုက်တာဖက်ကြီးကโอเคဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီပုံစံလေးကိုမြင်ရင်တော့ဘာသာတို့အားလုံးပဲမှတ်မိကြမယ်လို့ထင်ပါတယ်ဟုတ်ပါတယ်အားလုံးတောင်းဆိုနေကြတဲ့ Anime Through Battery လေးပဲဖြစ်ပါတယ်ပထမဗီဒီယိုမှာတော့ကျွန်တော် Water Through ကိုကျွန်တော်စားပြခဲ့ရေပေါ့เนาะအခုကျွန်တော်တို့ ဒီနေ့ဗီဒီယိုမှာတော့နောက်ထပ်ထူးဆန်းတဲ့ fruit တွေကိုစားပြမယ်။ပထမဦးဆုံးအနေနဲ့တော့ကျွန်တော်တို့ထုံးစံနိုင်မဲ့ fruit သားဖောက်မှာဖြစ်ပါတယ်။အေးဆိုတော့ကျွန်တော်တို့ဒီအခုအာဘာလုပ်ကြမလဲဆိုတော့ထုံးစံနိုင်ကျွန်တော်တို့အသီးသွားဖောက်ပါမယ်။ကဲဆိုတော့အဲကျွန်တော်တို့ဒီမှာအသီးဖောက်ဖို့တော့ချန်9တောင်ကျော်တော့ရှိရဲဆိုတော့ကျွန်တော်တို့တန်8ငါးခုဖောက်လို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီအခ90ဖောက်မှာပေါ့နော်အခ90မှာကျွန်တော်နောက်ထပ်ဘာ fruit အစ်စ်တွေရမလဲတော့မသိဘူးအဲ့မှာတကယ်လို့ထူးဆန်းတဲ့ fruit တွေပါရလာခဲ့ရင်လေ ကျွန်တော်တို့အဲ့ဒီ fruit တွေကိုဒီညမှာစားပြတော့မှာဖြစ်ပါတယ်။ပြန်ဆိုတော့ကျွန်တော်တို့တွေအဲဒီမှာစပင်ဝီးလဲမယ်ပေါ့နော်ကျွန်တော်မှာစပင်ဝီးက2စပင်ပဲရှိရဆိုတော့ကျွန်တော်တို့စပင်ဝီး2စပင်လှည့်လိုက်ပါမယ်။ကဲဆိုတော့တခုခုအဲ့လိုပေါ့နော်ဒီမှာပြထားတဲ့ဒီစကင်ပေါ့ရင်တော့ကောင်းမယ်။ဒါပေမဲ့တိတဲ့အတိုင်းပဲကျွန်တော်တို့ဂျမ်းပဲပေါက်ပါတယ်။နောက်တစ်ခုကလည်းဂျမ်းပါပဲ။ကဲဆိုတော့စပင်ဝီးကတော့ဒီတိုင်းပဲပေါ့နော်။ထုံးစံတိုင်းပါပဲ။ကဲဆိုတော့အားလုံးပဲဆောင်းမြော်နေကြတယ်ကျွန်တော်တို့ အဲအတီးဖောက်ချိန်ရောက်ပါပြီဆိုတော့ let's go guy ဆိုတော့ဒီမှာဆိုရင် squid game မတ်တစ်ပေါ့နော် mat fruit squid game fruit ရှိတယ်တန်နာ fruit ကတော့ကျွန်တော်တို့စားပြပြီးပြီဆိုတော့အဲမကြည့်ရသေးဘူးဆိုရင်တော့ပတ်ဝမ်းပေါ့နော် animal fruit ဆိုတဲ့ပတ်ဝမ်းမှာတကြည့်လို့ရပါတယ်ကဲဆိုတော့ကျွန်တော်တို့ဒီအခု၁၀ချိန်လှည့်ပါပြီ ကျွန်တော်တို့အသီးတွေကိုမဖောက်ခင်မှာမြန်မာနိုင်ငံမှာရိုဘတ်ဝယ်ခြင်းနဲ့ဆိုရင်တော့ KSTDD ရှော့ရှိပါတယ်။ဒီဆိုင်မှာဆိုရင်တော့ရိုဘတ်တွေကိုဒီလိုအတန်ဆုံးဇီရိုနဲ့ရရှိနိုင်တဲ့ပြင်ဘလော့ဘူးဆိုတဲ့ browser တို့တွေလည်း Leo ဘတ်ကြီး .dot you wagon အောက်တွေနဲ့ Vivo Fugia အောက်မျိုးစုံဝယ်ရရှိနိုင်တဲ့ပြင်ဘလော့ဘူးတွေက game pad တွေ၊ Palm Pilot တွေလည်းဒီဆိုင်မှာဒီလိုဇီအတန်ဆုံးနဲ့ဝယ်ရရှိနိုင်ပါတယ်။ဒါကြောင့်မလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ Telegram နဲ့ Facebook မှာကျွန်တော်ပြသသလိုရိုက်ရှာလိုက်ပါ။ Okay အပထမအဦးဆုံးတစ်ခုကတော့ Beria Fruit ပေါ့ပါတယ်။ နောက်တစ်ခုကတော့ legendary flame v2 oh my god flame v2 ပြီးရင်ဆန်းကြည့်မယ်ပေါ့နော်အဲဒါကတော့ flame yu yu ပဲပေါ့နော် red type ပေါက်ပါလားအဲနောက်တစ်ခုကတော့ bone common type ပေါက်ပါတယ်အဲဒါကတော့ကျွန်တော်တို့ပေါက်ပြီးသား fruit ဖြစ်တဲ့ water fruit ပါဒါက bone ပါဟင်းဒါ smoke ဒါကလည်းနောက်ထပ် water တစ်လုံးပါပဲအဲပြီးတော့ berry ပေါက်တယ် water ပါပဲ ဆိုတော့ပထမဦးဆုံး၁၀ချိန်မှာတော့ကျွန်တော်နဲ့အဲ့လိုမရင်းနှီးသေးတယ် fruit အစ်တွေပါတယ်တလုံးမှမရလေဘူးအဲ့တော့နောက်ထပ်၁၀ချိန်ဖောက်ပါမယ်ယော့ကဲကဲကိုဂျိုဖရူကြီးပြီးကွာโอ้ยไอฟรูอ่ะไอฟรูอ่ะซ้าพี่ได้เลยว่ะไอฟรูไม่รู้จริงเนาะบုံฟรูแลไม่รู้จริงด่าก็တော့ซัมฟรูป่ะเนาะซัมฟรูอ่ะแหละตะမျိုးเลยเว้ยโอเคဆိုတော့เนาะตะลอง Guitar တော့ Flame Red Type ပါနောက်တစ်ခုကတော့ခုံမုံးပေါ့เนาะ Veria Fruit ပါဒါကတော့ Flame V2 Legendary ပါပဲ OI Abyss အဲ့တော့မှသူက Abyss အဲ့ Abyss ပါပဲအဲ့ကတော့ခေတ္တတော့ flame ပါပဲအဲ့တော့နောက်တစ်ဆယ်ကျင်းကလည်းကျွန်တော်တို့ဘာမှမရလိုက်ပါဘူးပြီးတော့ဒီမှာလေးစစ်အိုင်းဆိုရဲမတိတ်ခဲ့ fruit ကျွန်တော်အလိုချင်ဆုံးပဲဒါပေမဲ့ကျွန်တော်တို့ဖောက်နေတာတော့အကျိုက်ရှိပြီမပေါက်သေးပါဘူးဘုံပါပဲဘုံပါပဲ water ပါအဲ smoke ပြီးတော့ berry ပါပြီးတော့ဘုံပါနောက်တစ်ခုကတော့ berry ပါ โอ้ยငေယုတ်တီငေယုတ်တီကျွန်တော်ပထမစားခဲ့တဲ့ငေယုတ်တီဖရုအဲဒါတော့ဖုံးပါဒါတော့အဲဖရုပါနော်ကဲဆိုတော့နောက်ထပ်၁၀ချိန်ဗျာကျွန်တော်တို့နောက်ထပ်၁၀ချိန်ဘယ်နှခါဖောက်လို့ရသေးလဲဆိုတော့၁၀ချိန်နှခါဖောက်လို့ရသေးရဲ့ကဲလုံးဝကမိုက်တဲ့ဖရုကြီးတစ်ခုပေးတယ်မှာအဲဖရုတွေကဒါထိတယ်ဖုံးဘယ်ရီယာဖလိန်းနိုးဘာတွေပေါက်နေရလဲကွာငေယုတ်တီတွေပဲပြန်ပေါက်အောင်လေ ကြောနောက်တစ်ဆယ်ရင်နောက်ဆုံးဆယ်ကျင်ဆိုတော့အုံဖတ်ဟာဒီ every ပဲလာလာပြီးနေအဲဒီဝါတာတွေဟာရတယ်ဝါတိလာခဏခဏရနေရဆိုတော့လေဒီပါတော့ငါတို့ဘာဖလူးမှမရတော့ထင်ပါတယ်နောက်ဆုံးတလုံး i flu ပဲရပါတယ်ကဲဆိုတော့ကျွန်တော်တို့အခုဒီမှာ flu ကိုပေါ့နော်အချိန်ကျွန်တော်တို့ဒါတစ်ချိန်တစ်ခေါက်ဆယ်ကျင်ဆိုတော့ကျွန်တော်တို့အချိန်90ဖောက်တယ် ဒါပေမဲ့ကောင်းတဲ့ fruit ရယ်လို့ဘာမှမရလိုက်ပါဘူး။ကဲဆိုတော့ကျွန်တော်တို့ fruit တွေထဲမှာဘာရှိမလဲဆိုရင်အခုလောလောဆယ် water fruit ရှိမယ်။ air fruit ကျွန်တော်တတ်ထားတယ်။ဒါပေမဲ့ကျွန်တော် air fruit မစားပြရသေးဘူး။ဒီမှာတော့ i b do ဆိုရယ်မတိကယ် fruit ရှိပါတယ်။ဒါလေးကျွန်တော်မစားပြသေးဘူးဒီနေ့ဗီဒီယိုကတော့ကျွန်တော်တို့အဲပထမဆုံးအနေနဲ့ air fruit ကိုကျွန်တော်ဆမ်းပြမှာဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ air fruit အခုလောလောတဲ့ level 1ပေါ့နော် level 1 air ball ဆိုရယ်စကီပဲပွင့်ပါသေးရဲ့ကဲဆိုတော့တခြားနေရာလေးနည်းလိုက်ပြီးတော့ကြည့်ကြည့်အောင် ရှာနေရပါဆိုရင်ဒီမှာကစစ်အိုင်တိုင်ကြီးရိုဘတ်နဲ့တော်ဝယ်ပြီးဆော့ပလိုက်ခြင်းတယ်တကယ်လို့ဒီဗီဒီယိုလေးဒါ view time ကြီးရခဲ့မယ်ဆိုရင်အဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာဒီထဲရပါတော့ဗရာသားတို့အကြိုက်ဆုံးတစ်လုံးကိုကျွန်တော်အဲရိုဘတ်တုံးပြီးတော့ဝယ်ဝယ်ဆော့ပြပါမယ်ဒီမှာဆိုရင်ဗျာတန်တာဝီတူးရှိတယ် depth ဝီတူးရှိမယ်ပြီးတော့ဒီမှာ shadow ရှိမယ် okay ပြီးရင်တော့ဒီမှာ crow food ဆိုရဲပါတော့စစ်အိုင်ပါတော့ဒီမှာဆိုရင်စစ်အိုင် through ဲ့မှာ squid game through ပေါ့နော်အဲ့တော့ deep through 6လုံးနဲ့ဟာ bay through ကိုဘယ်သာတော့အကြိုက်ဆုံးတယ်ပြီးတော့ကျွန်တော်ဗီဒီယိုအခုဗီဒီယိုလေး10 gear ရမယ်ဆိုရင်ကျွန်တော်ဒီတဲ့ကတစ်လုံးကို robot သုံးပြီးတော့ကျွန်တော်ဆော့ပြပါမယ်ကဲဆိုတော့အခုဒီဗီဒီယိုမှာတော့ကျွန်တော် air through ကို level တင်လိုက်ကြပါမယ်ကဲဆိုတော့ကျွန်တော်တို့ဒီမှာ air through ကတော့ level 1 ski water water ball ဖြစ်တယ် air ball ပေါ့နော်ဒီမှာဝယ်လို့ရတာဆိုရင်ကျွန်တော် drop through ရရှိတယ် ကဲဆိုတော့ dab fruit က2.5 million ကျွန်တော်မှာ2.42 million ပဲရှိသေးရဲ့ဆိုတော့ဝယ်လို့တော့မရသေးပါဘူးကဲဆိုတော့ကဲ every ကို level သွားတင်လိုက်ရပါမယ်ကျွန်တော်တို့ dk လေးရဲ့ထုံးစံအတိုင်း app လေးနဲ့ပြန်ပါပြီးပြန်ပြီးတော့ကျွန်တော်တို့သွားမယ်ပေါ့နော်ကျွန်တော် level တင်မဲ့နေရာကိုကျွန်တော်တို့သွားပါမယ်ကဲဆိုတော့ကျွန်တော်တို့ပြောင်းရည်ဒီထဲမှာလဲဆော့နေရဲ့ပလေယာတော်တော်လေးကိုများရပါတော့။ဟိုပြီးတော့ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့ live ဆော့ရဲ့ဘာသာကိုလဲအဲ level ဘယ်လောက်တွေရောက်နေပြီလဲကျွန်တော်ခုံးမှန်မှာမှန်ခဲ့ပြီးရအောင်ပါတော့။ ကဲဆိုတော့ကျွန်တော်တို့ဒီဒီမှာပဲဖန်ရင်ကောင်းမလားမသိဘူး။လဲပဲမြင်းနေနေရာကြောင့်ကျွန်တော်ဒီမှာတဖန်တိတ်ပြီးမတင်တော့ဘူးဗျာဒီမှာကြည့်ကြည့်လိုက်။ကျွန်တော်ကျွန်တော်ရဲ့သွေးကိုကျွန်တော်900လောက်ပဲတင်တာဖြစ်တဲ့တော့ကျွန်တော်တို့အဲလဲပဲမြင်းနေနေရာတွေမှာသွားဖန်ရင်တော့တော်တော်လေးကိုအဆင်မပြေဘူး။အဆင်မပြေဖြစ်ဖို့များတယ်ဗျာ။အဲ့တော့ကျွန်တော်ဒီနားမှာအရင်ဆုံးဖန်ပါမယ်။ဆိုတော့ auto fight လေးနှဲ့လေပါဗျ။ကဲဆိုတော့ကျွန်တော်တို့မတည်ဖို့မျှော်လင့်ပါတယ်။ အဲ့တော့ဒီ air flow ရဲ့ scale တွေအားလုံးပြင်မှာပဲကျွန်တော်တို့ပြန်တွေ့မယ်ဒီနေ့ဒီဗီဒီယိုမှာဒီ air flow ပြင်ကိုနောက်တစ်ဆင့်ဝင်သားဖို့ကောင်းတဲ့နောက်တစ် depth flow တစ်လုံးမှာကျွန်တော်ဝယ်ပြီးတော့စားပြသွားမှာဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ level fan ပြီးပြန်တွေ့ကြပါမယ်ကဲဒါဆိုရင်တော့ level လေးဖန်လိုက်ပါအောင်မယ်ခင်ဗျာ။ Okay ဆိုတော့ကျွန်တော်တို့အခုဒီမှာပေါ့နော် every ရဲ့ scale တွေအားလုံးဖွင့်မိပါရယ်ခင်ဗျာ။ Okay ဆိုတော့ကျွန်တော်တို့ဒီ every ရဲ့ scale တွေအားလုံးထော်တော်လေးကိုမိုက်တယ်။ Number 1 scale ကတော့ air ball ပြီးတော့ number 2 scale က air can တို့ပြီးတော့ Storm Eye ဆိုတဲ့စကိတ်နဲ့ Hurricane စကိတ်ပေါ့နော်စကိတ်၄ခုရှိပါတယ်ဆိုတော့တစ်ခုချင်းဒီကိုကျွန်တော်အာစမ်းပြမယ်ပေါ့နော်ကဲဆိုတော့ကျွန်တော်တို့ဒီမှာဗမာဥဆုံးတစ်ခုဖြစ်တဲ့ Airbo Airbo Waske သူကတော့အာလေလုံးလေးနဲ့ပြစ်လိုက်တာဆိုပေါ့နော်စကိတ်ကတော့တိတ်ပြီးတော့မကြမ်းဘူးကျွန်တော်ဒီစကိတ်ကတော့မကြိုက်ဘူးအဲ့တော့ကျွန်တော်တို့ညမတ်2စကိတ်ပေါ့နော်ဒါကတော့ Air Khan တို့ပါ Oh my god တော်တော်လေးကိုမိုက်တယ် ပြီးတော့နံပါတ်3 skill ကတော့ strong iron ပေါ့နော်အဲ့တော့ကျွန်တော်တို့ညီအစ်မနည်းနည်းစုလိုက်အောင်မယ်ကျွန်တော်တို့ဒီ NPC လေးတွေကိုနည်းနည်းစုလိုက်မယ်ဟုတ်ပြီဟုတ်ပြီဟုတ်ပြီ okay လူစုပိုင်းဆိုတော့ကျွန်တော်ရဲ့နံပါတ်3 skill strong iron ရိုးဆောက်ရမယ်ဒီမှာကြည့်လေအောင် oh my god okay ဆိုတော့အားလုံးပဲကြည့်ကြင်နေရတဲ့ဘယ် skill တွေဒီမှာဘယ် free skill တွေမဆိုပေါ့နော်နောက်ဆုံး skill တစ်ခုကတော်တော်လေးကိုမိုက်တယ်အဲ့တော့နောက်ဆုံး skill ပေါ့နော် hurricane ဆိုတဲ့ skill ကိုကျွန်တော်တို့သုံးပြပါမယ်ခင်ဗျာ okay 1 2 3ဤယောရောင်ကြီးတော်တော်လေးကိုမိုက်နေတယ်ဗျာချိုးလဲအောင်ဟာရီကိန်းကြီးဟိုလေးစင်နာမောင်းကြီးလိုပုံစံမျိုးပဲเนาะကျွန်တော်တို့ဒီအာလေးစင်နာမောင်းတိုက်ဝါသူလိုပုံစံမျိုး every ဆိုတော့သူကလေနဲ့ပတ်သက်တဲ့စကီးတွေပဲဖြစ်ပါတယ်ကဲဆိုတော့အားလုံးပဲဒီ every ရဲ့စကီးတွေကိုကြိုက်ကြလားခိုးမမမန့်ခဲ့ကြပါအောင်ဆိုတော့ကျွန်တော်တို့နောက်ထပ် fruit တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ dead fruit ဆန်းပြမှာဖြစ်ပါတယ်ကဲဆိုတော့ ကျွန်တော်အခု F fruit ကိုစကေးရအောင်ဖိတ်ပြီးတော့ဆမ်းပြပြီးပြီဆိုတော့ဒီမှာ Dark fruit ပေါ့နော်အဲ့တော့ legendary ဆိုတော့ကျွန်တော်တို့ဒီကောင်အခွင့်လိုက်ပါမယ်အာ Dark fruit အခွင့်မယ် yes okay ဆိုတော့ဟောရောရောရော Dark fruit ကိုကျွန်တော်တို့တက်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ရဲ့လက်မှာဒီမှာကြည့် power တွေထောက်နေရယ်တော်တော်လေးကိုမိုက်တယ်ကျွန်တော်အဲ့တော့အဲ့တော့ဒီ power နဲ့ basic အထက်ပါလာကျော်ကျော် ဘေးစစ်ထက်ကတော့ရိုးရိုးလက်သီးထိုးသလိုပဲပေါ့နော်အဲ့တော့လေဒီ fruit တွေရဲ့စကေးတွေတော်တော်များများပါမှာပထမအဦးဆုံးစကေးကဘောနဲ့သက်ဆိုင်နေပေါ့နော်ဆိုတော့ဒီမှာကြည့်လိုက်ဗျာဒီမှာဆိုလဲ one စကေးက black ball တဲ့ okay အနိုင်အောင်ဘောကြီးပေါ့နော်ရော့ဒီမှာအနိုင်အောင်ဘောရော့ဟေ့ my leader oh my god စကေးဖကတော်တော်မိုက်တာပဲ dead fruit black ball ကြီးကရော့ oh my god တော်တော်လေးမမြင်ရနဲ့ကွာချက်ပြန်ပြီးတော့တုံးကြည့်မယ်ရော့ oh ဟေ့အဖက်က လန်ထွက်နေရပဲခစ်ဆိုတော့ဒီနံပါတ်1စကေးဘလတ်ဘောကတော့တော်တော်လေးကိုမိုက်နေပြီဆိုရင်ကျွန်တော်တို့2စကေးအိုးအဝေးကပြင်ပို့ပြီးတော့မိုက်တယ်ဗောနော်ကျွန်တော်တို့ဒီ level 2ရှိမယ်3ရှိမယ်4စကေးရှိမယ်ဗောနော်စကေး4ခုရှိပါတယ်အဲ့တော့ level ကတော့ကျွန်တော်တို့90အထိတင်ရမှာဆိုတော့တော်တော်လေးတော့များတယ်ဗျခစ်ဆိုတော့ကျွန်တော်တို့ level တွေတင်ပြရပြန်ပြီးတော့တွေ့မယ်အဲ့တော့ဒီ depth ရဲ့ level တွေကတော့ဘယ်တော့မှမိုက်မလဲကျွန်တော်တို့ level တင်ပြီးပြန်တွေ့ရပါမယ် your 1 2 3 ဘလိတ်ဘောဟုတ်ပါဘူးဘလတ်ဘောနဲ့ရောင်နဲ့ရောင်ဘောနဲ့ရောင်ဘောကြီးကဲဆိုတော့ level 10မိပြန်တွေ့ကြမှာအားလုံးကျွန်တော် level လေးတင်လိုက်ပါပါခင်ဗျာ okay ဆိုတော့ကျွန်တော်တို့တွေအခုဒီမှာပေါ့နော်ကျွန်တော်တို့ဒီ W ရဲ့စကီးရအားလုံးဖွင့်ပြပါပြီဆိုတော့ကျွန်တော်တော်တော်လေးတော့ကြာသွားရေပေါ့နော်ဒီ W ရဲ့စကီးကိုဖွင့်လိုက်တာအဲ့တော့ကျွန်တော်တို့ဒီ W မှာပါတဲ့စကီးကိုတစ်ခုချင်းစီကျွန်တော်ဆန်းပြပါမယ်ကဲဆိုတော့ပထမအဦးဆုံးတစ်ခုကတော့ကျွန်တော်တို့ black ball ပဲဖြစ်ပါတယ်ဒါကတော့အားလုံးအဆမှာကြည့်ခဲ့ပြီးပြီဆိုတော့ထွေထွေထူးထူးကျွန်တော်ဆန်းပြနေကြတာမလို့တော့ဘူးပေါ့နော် ကဲဆိုတော့ကျွန်တော်တို့အခုဒီမှာနောက်ထပ်နံပါတ်2စကီဖြစ်တဲ့ black hole pass ဆိုတဲ့စကီကိုဆမ်းပါရင်ဖြစ်ပါတယ်ကဲဆိုတော့ကဲနံပါတ်2စကီကျော့အိုး black hole ဆိုတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီမှာအနိုင်အောင် effect တွေနဲ့ခင်းအောင်နေလဲပါသေးရယ်တော်တော်လေးကိုမိုက်တယ်နောက်တစ်ခုကတော့နံပါတ်3စကီပဲဖြစ်ပါတယ်အဲ့တော့နံပါတ်3စကီကိုကျွန်တော်တို့ဆမ်းကြပါမယ်ခင်ဗျာကျော့အိုးအမြင့်ပဲโอ้နံပါတ်3စကီကလည်းတော်တော်လေးကိုမိုက်တယ်အဲ့တော့ DJ က death root ကလည်း ော်တော်မိုက်နေတယ်မှာပါပါတယ်။ကဲဆိုတော့နောက်ဆုံးစကီကတော့ဘယ်ဖလူမှာဖြစ်ဖြစ်အကောင်းဆုံးပဲဖြစ်ပါတယ်။ကဲဆိုတော့ဒီအကောင်းဆုံးဆိုတဲ့နောက်ဆုံးစကီကဘယ်လောက်တော့မိုက်မလဲဆိုတာကိုကျွန်တော်စမ်းကြည့်ပါမယ်။သူ့ရဲ့နာမည်ကတော့ဘလက်ဟိုးပေါ့နော်။โอเคဆိုတော့ the fourth key အိုးရောင်လှလိုက်တာဖက်ကြီးက Oh my god နောက်ဆုံးတစ်ချက်တော့ပါသေးရေပေါ့နော်။သူက20အာဆွမ်းက20ပွင့်တဲ့ပုံစံမျိုးပါ။အဲ့တော့ number 1 skill က black ball yeah 2 scale ကတော့ကျွန်တော်တို့ black hole ဖတ်ပေါ့နော်3 scale ကတော့အားလုံးသိတဲ့အတိုင်းပဲအုံးဆိုပြီးတော့ကျွန်တော်တို့ဒီမှာအမြင့်ကြီးကိုလောကမြင့်တော်ပါပေါ့နော်ဒါတော်တော်လေးကိုမိုက်ပါတယ်ဒါဆိုတော့ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့စားပြခဲ့တဲ့ fruit နှလုံးထဲမှာ bell fruit ကိုကြိုက်ဆုံးလဲ dark fruit ကိုကြိုက်ဆုံးလားဒါမှမဟုတ်ပထမမှာစားပြခဲ့တဲ့ air fruit ကိုကြိုက်ဆုံးလားတော့မသိပါဘူးကိုယ်မှမမှန်းခဲ့ကြပါအောင်ဆိုတော့ဟဲ့ဒီနှကောင်ကလာပြန်ပြီဒီနှကောင်ဘယ်လိုတွေတော့ level 16တဲ့နာမီတဲ့ နာမီလေဗယ်ဆက်ကိုဒီတယောက်ကဒီတယောက်ကကျွန်တော်ပထမဗီဒီယိုမှာလေလေဒီနှစ်ယောက်ကကျွန်တော်အနောက်မှာရောက်နေတာကိုတတိထားမိလားဒီဂိမ်းထဲမှာဗားရဘော့တွေလာတော့မသိဘူးပေါ့နော်ဆိုတော့ကျွန်တော်သူတို့ကိုချရအောင်ယောအိုးဒီကောင်လေးဘာမှလည်းမရှိဘူးပြီးတော့ကျွန်တော်တော့လည်းနောက်ကိုလိုက်နေတယ်လို့ပဲဒီမှာကြည့်လိုက်ပြန်တွေ့လားဟုတ်ရောမလိုက်ဘူးကွာသူတို့လိုက်တယ်โอเคတွေ့လားတွေ့လားတွေ့လား ကျွန်တော်သွားတဲ့နောက်ကိုတောက်လျှောက်ကြီးတို့တွေကလိုက်နေရပုံစံမျိုးဘာလဲတော့မသိဘူးပေါ့နော်တော်တော်လေးတော့တော်တော်လေးတော့စဉ်းစားကြရပဲဒီကလေးနဲ့မှာတကယ်ဆိုဒီနေ့ဗီဒီယိုကဒီလောက်ပါပဲနောက်ထပ်ကျွန်တော်အပိုင်းနေမှာလဲမတူထူးကြတဲ့အသီးတွေကိုကျွန်တော်ဟဲ့အောင်ဟိုနှကောင်းငါတော့လိုက်လာပြန်ပြီအသီးတွေကိုကျွန်တော်စားပြအောင်ပါဖြစ်ပါတယ်ကဲဆိုတော့ဒီနေ့ဗီဒီယိုလေးဒီလောက်ပါပဲအဲ့တော့ကျွန်တော်ရဲ့ Anime Flu ထူးခြားတော့အသီးများ Fat Four လေးကိုကြည့်ကျင်သေးတယ်ဆိုရင်လဲခုံးမှတ်မှာ Fat Four ဆိုပြီးတော့ရေးခဲ့ကြပါအားလုံး Bye bye